ဂျိုက်တီယိုစီတီတော်ဖျားကြီးတောင်အောင်လိန်ချတွေရုပ်တံဗီဒီယိုဖိုင်တွေအွန်လိုင်းပေါ်မှာအရင်ကိုပြန်တက်လာပါရီဂျိုက်တီယိုစီတီတော်ဖျားကြီးဟာဂလင်ကြီးလှုပ်ခတ်သွားတဲ့အချိန်မှာအတော်လေးကိုလှုပ်ခတ်သွားခဲ့တာဖြစ်တယ်တချို့သောပညာရှင်တွေပြောတာကတော့6ဒီဂရီလောက်ဂျိုက်တီယိုစီတီတော်ဖျားကြီးကစောင်းနေကြောင်းသိရပါရီဒါကြောင့်မလို့ဂလင်ကြီးနောက်ထပ်တစ်ခါသာအဲ့ဒီနေရာကို9.5လောက်ပေါ့ဗျာအဲ့ဒီနေရာကိုအထူးပြုပြီးတော့နော်လှုပ်ခတ်သွားနိုင်နေဆိုရင်တော့ဖြစ် လောက်ခတ်လာမယ်ဆိုတော့ဖြစ်အချိုက်ကြီးရစီရီတော့ဘုရားကြီးကအချိန်မီးပြုတ်ကျသွားနိုင်ကြောင်းကိုပြည်သူတွေကိုပညာရှင်တွေကအရေးပေါ်ပဲသတိပေးထားတာပြဖြစ်ပါတယ်ချိုက်ကြီးရစီရီဘုရားကြီးကလူတိုင်းကိုဝယ်တာလည်းသိပါတယ်နော်ဒါကြောင့်မလို့တချို့တော့အစိမ်းရောက်တွေကချိုက်ကြီးရစီရီတော့ဘုရားကြီးလုံးဝတောင်းအောင်နော်မချနိုင်ဘူးနှစ်တူကဘလို့လှုပ်ထားတာဘလို့တီထောင်ခဲ့တာအဲ့ဒါတွေကအပထားနော်ကျွန်တော်တိတ်ပန်နေကြစင်စားရမှာပြဖြစ်ပါတယ်နော်ကဘာပေါ်မှာအခုလိုမျိုးချိုက်ကြီးရစီရီတော့ဘုရားကြီးလိုမျိုးနော် အောက်ခံကခံထားတဲ့ကြောက်နဲ့တော့မထိတထိနော်အနေချားမှာရှိနေပြီးလုံးဝကိုပြုတ်ချမသွားတဲ့လုံးဝအောက်ချမသွားတဲ့ကြောက်တုံးတွေမှာအများကြီးဒီဥပြင်မာလေးရှိတယ်ဥယျောပမှာလည်းအများကြီးရှိတယ်ဆိုတော့အဲ့ဒီကြောက်တုံးတွေဟာတခါတည်းရံမှာကလင်ကြီးလုတ်ခတ်သွားတဲ့အချိန်မှာပြိုကျမှုတွေလိမ့်ကျမှုတွေကျွန်တော်နေနေတွေ့ရတယ်အဲ့ဒါဘောဘတရားကိုဘယ်သူမှညှင်းဆန်လို့မရဘူးအခုတော့ဒါ JU0 ဖျားကြီးက6 degree ဆောင်းသွားတယ်လို့ကျွန်တော်ကြားရတယ်ဗျာ ဆိုတော့အခု online မှာပြနဲ့နေတဲ့ Chinese Serial ဖျားကြီးတောင်းအောင်လိတ်ကြတဲ့ဗီဒီယိုကလုံးဝဘယ်လိုပြောမလဲသတင်းမှားပါ AI နဲ့လှုပ်ထားတာပါတကယ်ဖြစ်ရအမှန်ကတော့ Chinese Serial ဖျားကြီးကအနေငယ်စောင်းသွားတယ်စောင်းသွားတဲ့ဗီဒီယိုဖိုင်နေနော်ဒါဂလင်ကြီးလောက်ကတ်သွားတဲ့အချိန်မှာဂလင်ကြီးကသူတို့ကို Chinese Serial ဖျားကြီးကိုတက်တဲ့အောင်မထိသေးဘူးတတော်လေးကိုလှုပ်ခတ်သွားတာဖြစ်တယ်အဲ့ဒီဗီဒီယိုဖိုင်တွေကိုအာနာပိုင်တွေနဲ့အဲ့ဒီမှာရှိတဲ့တာဝန်ရှိသူတွေရဟန်းတွေကဖြတ်ခိုင်းထားတာကိုဒီလိုနဲ့တွေ့ရတယ်။ဆိုတော့ JTU Serial ဖျားကြီးကဆောင်းသွားပါပြီ ဒါတော့တရားရခိုင်တို့တိကျသေးချပါရီဒီသူတွေတချို့တော့တော့ဒါဘာသာဝင်တွေလုံးဝကိုအယူမသိကြပါနဲ့အစိုးမရောက်ကြပါနဲ့ဒီကနေ့ပဲပြောပြစီ